စိတ်ကျမ်းမာရေးကခန္ဓာကိုယ်ကျန်းမာရေးနဲ့အလားတူအရေးကြီးပါတယ်။မိမိကိုယ်တိုင်းတို့မဟုတ်မိမိပတ်ဝန်းကျင်တွင်စိတ်ဖြစ်စည်းမှုများအရေးဆိုင်ရာပြဿနာများမူရစေဝါဆိုင်ရာပြဿနာများအခြားမျိုးစားသော စိတ်ကျမ်းမာရေးဆိုင်ရာပြဿနာများကို တွေ့ကြုံနေနိုင်ပါတယ်။ဒါကြောင့်စိတ်ကျမ်းမာရေးကလူတိုင်းအတွက်အရေးကြီးတဲ့အရာဖြစ်ပြီး ရှက်เสียရမဟုတ်တလို့ဟာတာလုတ်เสียရလည်းမဟုတ်ပါအခုအညီလိုအဲ့နေသူများကိုကုနီထောက်ပံ့ပြီးစိတ်ကျမ်းမာရေးအကြောင်းကိုပုံမနားလည်တင်ပါတယ်စိတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အမြင်ထင်မှားတွေကိုလည်းရှင်းချတင်ပါတယ်ညီကြဆေးကမ်းမစိတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အသိတင်ညာများကို လူတိုင်းနားလည်နိုင်ဖို့မီဒီယာအကြောင်းအရာများဖြင့်ဖော်ပြပေးနေပါတယ် တာချီလေးမြို့နှင့်အနီးနားရှိရဲရွာများတွင်နေထိုင်သော လူများအတွေ့ဆွေးနွေးကုသမှုဝန်ဆောင်မှုများလွဲကူစွာရယူနိုင်ရန်စီစဉ်ထားပါသည်လူတိုင်းအတွက်စိတ်ကျန်းမာရေးအထောက်ပံ့ကိုတာမန်ဖြစ်အောင်ဘေးကင်းစိတ်ချရအောင်လွဲကူစွာရရှိနိုင်အောင်ကြိုးစားနေပါသည်မိမိကိုယ်တိုင်အတွက်နဲ့ပတ်ဝန်းကျင်ရှိသူများ၏စိတ်ကျန်းမာရေးကိုအလေးထားဖို့နေကြာစည်းကမ်းမှတိုက်တွန်းလိုပါရစေ။ Thank mm -hmm. you.